science fiction ရုပ်ရှင်တွေ sci-fi ကားတွေပေါ့နော်အဲ့ဒါတွေပြီးတော့ဒီ game တွေအဲ့ဒါတွေထဲမှာဆိုလို့ရှိရင်အဲ့ထဲကဇက်ကောင်တွေရပါတော့စက်ရုပ်ဝတ်စုံကြီးဝတ်ပြီးတော့မဟာတရားတွေ strong သွားတာတဲ့လား super human power ကြီးတွေရပါတာ power ကြီးတွေတက်သွားတာ level ပြန်သွားတာအဲ့ဒီကိုကျွန်တော်တို့မြင်ဘူးကြလိမ့်မယ်အခုမှာ Iron Man တို့နော်ပြီးတော့ဒီ Call of Duty တွေက Exo Suit စီတို့အရင်ကတော့အဲ့ဒါတွေအော်ဒါရုပ်ရှင်ထဲမှာပဲနေမှာပါလေးဆိုပြီးတော့စိတ်ကူးရင်တက်တက်ပဲပေါ့ဆိုပြီးတော့ တွေးထားခဲ့တာဒါပေမဲ့အခုအချိန်မှာအိတ်စိတ်ကူးရင်တွေကလက်တွေ့ကဘာတဲကိုတကယ်ရောက်လာဖို့အတွက်တိတ်မလို့တဲ့အချိန်ရောက်နေပြီလို့ပြောချင်ရင်ပြောလို့ရအဲ့ဒီနည်းပညာကို exoskeleton လို့ခေါ်တယ်အပြင်မှာတွင်တွင်ကျကျမမြင်ရသေးပေမဲ့လူတွေကတော့တကယ်တမ်းကတော့စသုံးနေပြီဥပမာအနေနဲ့ဟိုတလောရုံက TikTok မှာ viral ဖြစ်သွားတဲ့ဗီဒီယိုတွေအတိုင်းပဲပေါ့နော်တယောက်က mount tie လို့ခေါ်တဲ့အာပေ9000လောက်ရှိတဲ့လှေကလေးပေါင်း9000ရှိတဲ့ တောင်ပေါ်ကိုမပင်မမ်းမဲနဲ့တက်နိုင်အောင်လို့တောင်အောက်ခြေမှာ AI power exoskeleton နဲ့ငှားနေတဲ့ကိစ္စမျိုးဒီနည်းပညာအရင်တော့တော့အခုလောက်ထိလူတွေအတွက်အသုံးဝင်ခဲ့ဘူးဒါပေမဲ့ AI နဲ့ကျန်းလာတဲ့အချိန်မှာဒီ exoskeleton suit တွေကလူတွေအတွက်အများကြီးအသုံးဝင်လာဖို့ရှိနေတယ်ဒီနေ့မှာတော့ဒီ exoskeleton ရဲ့တိဆောက်ပုံအထဲမှာ AI ကဘလို့အဓိကကျတဲ့အခန်းကဏ္ဍတွေပါနေလဲဆိုတာတွေ ပြီးတော့ဘလူနီယာတွေမှာလက်တွေ့အသုံးချနေပြီလဲဆိုတာတွေလူသုံးပုံများဖို့ common ဖြစ်လာဖို့ဘလူအခက်ခဲတွေရှိနေသေးလဲဆိုတာတွေအဲ့ဒါတွေကိုပြောပြ Okay TV ရှင်းစမ်းနေကြည့်ဆိုပါတယ် exoskeleton ဆိုတာဘာကြီးလဲအခုမှပေါ်တာလားအဲ့ဆိုအဲ့ဒါကိုဖြေမယ်ဆိုလို့ရှိရင် exoskeleton ဆိုတဲ့စကားလုံးရဲ့အဓိပ္ပာယ်ကိုအရင်ပြောဖို့လိုမယ်ပေါ့နော် exo ဆိုတာက external ကိုပြောချင်တာပေါ့နော်အပြင်ပေါ့ skeleton ဆိုတာကတော့အယိုးစုပေါ့ပေါင်းလိုက်ရင်ပြင်ပအယိုးစုပေါ့အဲ့လိုဘာသာပြန်လို့ရတယ် စုံတို့ကနန်းတို့အဲ့လိုကောင်တွေမှာရှိတဲ့အပြင်အခွန်လိုမျိုးပေါ့လူတွေအတွက် exoskeleton ဆိုတာကကျတော့အခုပြထားသလိုမျိုးသူကအပြင်ကနေထပ်ဝေးရတဲ့စက်ကရိယာပုံစံမျိုးတစ်ခုသူကကိုယ့်ရဲ့ကိုယ်ပိုင်လှုပ်ရှားမှုကိုအားဖြစ်ပေးတယ်ဒါမှမဟုတ်အားအများကြီးပိုကြီးလောင်လှုပ်ပေးတယ်ပေါ့1960ဝန်းကျင်မှာ American စစ်တပ်က Hardiman ဆိုတဲ့အာ project တစ်ခုကို General Electric နဲ့ပေါင်းပြီးတော့လုပ်ခဲ့တယ်။သူတို့ရဲ့ရည်မှန်းချက်ကပေါင်1500လောက်ရှိတဲ့ဝတ်စုံကိုဝတ်ပြီးတော့ပေါင်240လောက်ရှိတဲ့အရာတစ်ခုကို ်ပေါင်း30ပြောမယ်ဆို4.5ကီလိုမီတာလောက်ပဲအာမရသလိုမျိုးပေါပပပလေးဖြစ်အောင်လို့မနိုင်ဘူးဆိုတာပဲတွတ်ထားတဲ့အတိုင်းပဲစပိုင်းဆိုင်ရာအာတော့တကယ်ထွက်တယ်ဒါပေမဲ့အကြီးမားဆုံးပြဿနာက control တော်ထိန်းချုပ်လို့လုံးဝမရဘူးလူကလက်ကိုဖြည်းဖြည်းလေးမြှောက်ချင်ပြီးမဲ့ဆက်ကအချိန်လုံပြီးတော့ဘေးရနိုင်ငံဝန်သွားထိုးမိတာမျိုးနော်ဗျံပဒါတွေဖြစ်ကုန်တဲ့ကိစ္စမျိုးတွေအဲ့ဒီအချိန်မှတွေက engineer တွေတိလိုက်တာဟာဆက်မှာအားဘလောက်ရှိရှိလူရဲ့ရည်ရွယ်ချက်နဲ့ဆက်ရက်လှုပ်ရှားမှုနဲ့ကို တထက်သေးကြအောင်လို့ထိမ့်ချုပ်ပေးမယ်။အုံနောက်ကောင်းကောင်းမရှိရင်အလကားပဲဆိုတာပဲ။မစတဲ့ရာစုမှာကျတော့ကွန်ပျူတာတွေနော် material science တွေဆန်စာနည်းပညာတွေအဲ့ဒါတွေတိုးတက်လာတဲ့အခါကျတော့ဒီနေပယ်ကိုလူတွေကပြန်စိတ်ဝင်စားလာတယ်။ Ford လိုမျိုး company ကြီးတွေကအလုပ်သမားတွေရဲ့ပင်မနှွန်းနယ်မှုနဲ့နော်ထိခိုက်မှုတွေအဲ့ဒါတွေကို short ချဖို့အတွက် exoskeleton တွေကိုကိုပိုင်အကာအကွယ်ပစ္စည်းပေါ့ PPE အနေနဲ့သုံးလာတယ်။ပြောရရင်ဒါ AI နဲ့ပိုကောင်းလာတာတွေနဲ့တရိုက်ဆက်ဆက်နေတယ်။ AI တွေကလွန်ခဲ့တဲ့နှစ်60က ဟာဒီမန်ကိုဒုက္ခပေးခဲ့တဲ့ control ပြဿနာကိုနောက်ဆုံးမှဖြေရှင်းပေးနိုင်ခဲ့တဲ့ဒီ cognitive layer ကိုဖြစ်ပေးလိုက်နိုင်တယ်လို့ပြောရမှာပေါ့ဆိုတော့ဘာတွေအတွက်အသုံးဝင်လဲအဲ့ဒါကိုပြောရအောင်ပထမဆုံးပိုင်းက restoration ပြန်လည်ထူထောင်ရေးဒီပြန်လည်ထူထောင်ရေးပိုင်းမှာသူကမတန်ဆွမ်းသူတွေနော်လေးဖြတ်ထားတဲ့သူတွေကြိုးယုတ်ထိခိုက်ထားတဲ့သူတွေလက်မလျှောက်နိုင်တော့တဲ့သူတွေသူတို့တွေအကုန်လုံးကိုပြန်ပြီးတော့လှုပ်ရှားလာနိုင်အောင်အာလမ်းပြန်ရှောက်နိုင်အောင်ကူညီပေးတဲ့ဆေးဘက်ဆိုင်ရာ exoskeleton ဤစသုံးနေဒီနေရာမှာ အိုင်ယွန်မန်လိုမျိုးဟိုဆွမ်းအားတိုးဖို့ဆိုတာထက်မကျန်းမာတဲ့သူကိုပြန်လဲကျန်းမာလောက်ကူညီပေးဖို့ဆိုတဲ့အနေထားနဲ့တုံးတယ်။နောက်တစ်ပိုင်းကျတော့ augmentation ပြောမယ်ဆိုလို့ရှိရင်တော့ဆွမ်းရည်မြင့်တင်ရေးအပိုင်းပေါ့။ဒီအပိုင်းကကျတော့ကျွန်တော်တို့စိတ်ကူးရင်တွေကအိုင်ယွန်မန်နဲ့ပိုနီးစက်တယ်။ကျန်းမာပြီးသားလူတစ်ယောက်ကိုခွန်အားတို့တက်လုံတို့အဲ့ဒါတွေကိုပိုကောင်းအောင်လို့သူကမြင့်ပေးတာ။စက်ရုံအလုံးလုံးနေမှာအလေးအပင်တွေမာရတဲ့အလို့သမားတွေအတွက်ဒါမှမဟုတ်စစ်မြေပြင်ကစစ်သားတွေအတွက်နော်ခွန်အားနဲ့ခံနိုင်ရည်ကိုတိုးမြှင့်ပေးဖို့အတွက် တုံးတာပြီးတော့ဗီဒီယိုအစမှာပြောခဲ့သလိုပဲပေါ့နော် exoskeleton တွေကချိုတင်ရေးထားတဲ့ program တွေအတိုင်းပဲ step 1 step 2 step 3ဆိုပြီးတော့တောင်းတပြီးလှုပ်ရှားတယ်လူအဆက်နောက်ကိုလိုက်ပြီးတော့သူ့ရဲ့ပုံစံကထွေးဝင်အောင်စူးစမ်းရတယ်ဒါပေမဲ့ AI ပါလာတဲ့ခါကျတော့အခြေအနေကပြောင်းပြန်ဖြစ်သွားတယ်ဆက်ကလူနောက်ကိုလိုက်တာဖြစ်သွားတယ်လူကမလုပ်ချင်နဲ့ဆိုတာကိုဆက်ကကြိုသိပြီးတော့အလိုက်တဲ့ကူညီပေးတဲ့သဘောမျိုးပေါ့ကြိုသိတယ်ဆိုတော့ဘယ်ဟုတ်ပါမလဲပေါ့နော်သဘောတရားကိုပြောပြတာပြောမယ်ဆိုကြဘယ်လိုမျိုးလဲဆိုတော့အရင်ဆုံး လူရဲ့ကြီးရွယ်ချက်ကိုကြိုတင်ခန့်မှန်းလိုက်ခမရဲ့အုံနောက်ကကြွက်သားတွေကိုဟင်ဟာလက်မြောက်တော့လို့အမိန်ပေးလိုက်တဲ့အခါမှာကြွက်သားတွေကမလှုပ်သေးခင်စက္ကန့်ပိုင်းအလိုမှာသူကလက်စစ် signal အသေးလေးတွေထုတ်ပေးတယ်အဲ့ဒီ signal ကို exoskeleton မှာတက်ထားတဲ့ EMG ပေါ့နော်ဒီ electromyography sensor ကနေပြီးတော့ဖမ်းလိုက် ပြီးတော့ deep learning model တွေကနေပြီးတော့ဒီ signal pattern ကိုခွဲခြားစစ်ပြပြီးတော့ဩဒီကောင်လက်မြောက်တော့မှာပါလားလက်မြောက်ဖို့အချက်ပြနေပြီဟာဆိုပြီးတော့ဒီကောင်ကကြိုပြီးတော့တိသွားတယ် ိသွားပြီဆိုတာနဲ့ exoskeleton motor တွေကိုအချိန်ကိုက်အလုပ်လုပ်ပေးလိုက်တော့တာပဲအဲ့မှာခင်ဗျားလက်ကြီးကကျင်းဆက်တက်လာအဲအဲ့လိုမျိုးခင်ဗျားရဲ့ဖုန်းထဲမှာပါတဲ့ IMU လိုမျိုးဆန်ဆာတွေကလည်းခန္ဓာကိုယ်ရဲ့အနေအထားအရှိန်လှုပ်ရှားမှုအရာတွေကိုတောက်လျှောက်တိုင်းတာပြီးတော့ AI ကို data တွေပို့ပေးနေအဲ့ဆန်ဆာတွေစီကနေရလိုက် data တွေကိုပေါင်းစပ်ပြီးတော့ AI ကခင်ဗျားရဲ့နောက်ထပ်လှုပ်ရှားမှု96ရာခိုင်နှုန်းလောက်အထိကိုတိတိကျကျခန့်မှန်းနိုင်ပြီးတော့250 millisecond အတွင်းမှာပဲတုံ့ပြန်နိုင်တယ်ဆိုတော့လူကစက်ရုံနဲ့ တသားတည်းကျနေတယ်လို့ချုံးမွေ့နေတာပေါ့ပြီးတော့တချို့ exoskeleton တွေမှာသူအရင်ကိုသုံးပြီးတော့တယောက်ချင်းစီအတွက်တီးသန့် customize လုပ်ပေးနိုင်တယ်လူတယောက်နဲ့တယောက်နဲ့ကလမ်းလျှောက်တဲ့ပုံစံမတူဘူးအလေးချိန်တွေမတူဘူးခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံညင်းတွေမတူဘူးတယောက်အတွက်အဆင်ပြေတဲ့ setting ကနောက်တယောက်အတွက်အဆင်မပြေနိုင်အောင်အိပ်ပြဒနာကိုဖြေရှင်းမှုအတွက်ကို machine learning ကိုသုံးတာပေါ့ exoskeleton ကိုစောက်ဝတ်ပြီးတော့လမ်းလျှောက်လိုက်တာနဲ့ AI ကခမရဲ့လှုပ်ရှားမှုပုံစံခြေလှမ်းအကျယ်လမ်းလျှောက်တဲ့ rhythm အဲ့ဒါတွေအကုန်လုံးကို data တွေယူပြီးတော့တင်တော့တာပဲ training လုပ်လို့တာပဲပေါ့နော်။ Georgia Tech ကသူ့တီတီရဲ့လေးလာမှုအရာကလေးဖြတ်ထားတဲ့ Luna တယောက်ရဲ့ landshot တဲ့ပုံစံကို AI က10မိနစ်2မိနစ်အတွင်းမှာနေမယ်။တိတိကျကျတင်ယူနိုင်တယ်လို့ပြောတယ်။ပြီးတော့အဲ့ဒီလူရဲ့လှုပ်ရှားမှုပုံစံကိုအခြေခံပြီးတော့သူ့အတွက်တည်သက်အဝင်ဝင်ကြဖြစ်မဲ့လှုပ်ရှားမှုပုံစံအဲ့ဒီပုံစံကို template တစ်ခုအနေနဲ့ဖန်တီးပေးလိုက်တယ်။အဲ့ဒါကြောင့်မို့လို့ exoskeleton ရဲ့အကူအညီကအတင်းကျပ်ကြီးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့လှုပ်ရှားမှုအတိုင်းတဘာဝကျကျလိုက်ပြီးကူညီပေးသလိုမျိုးခံစားရစေတယ်။ အခုနောက်ပိုင်းမှာကျတော့ hardware မထက်ရသေးခင်မှာ AI ကို simulation တွေမှာကြိုလေ့ကျင့်တယ်။အရင်တုန်းက exoskeleton တစ်ခုကိုလူတစ်ယောက်နဲ့အံဝင်အောင်လို့ချိန်ညှိဖို့ဆိုရင်အဲ့လူကိုပြည့်စက်ပုံမှာနိုင်ပေါင်းများစွာလမ်းလျှောက်ခိုင်းပြီးတော့ engineer တွေက parameter တစ်ခုချင်းစီကိုလိုက်ညှိရတာ။အရန်ချိန်ကုန်တယ်ပင်မန်းတယ်။အခုအဲ့လိုမလိုတော့ဘူး။ North Carolina State University လူနေရာမျိုးတွေမှာ researcher တွေက reinforcement learning ကိုသုံးပြီးတော့ computer simulation တွေထဲမှာလူတွေရဲ့ကြွက်သားအယူဖွဲ့စည်းပုံ 3D model တွေ exoskeleton model တွေအဲ့ဒါတွေနဲ့ကြိုကျင့်ပေးထားလိုက်တယ်။ AI agent ကအဲ့ဒီ virtual world ထဲမှာအတ္တသားဆုံးနဲ့အထီးရောက်ဆုံးလမ်းဘလို့ရှောက်မလဲဆိုတဲ့ game ကိုအချိန်ပေါင်းတန်းနဲ့ချီပြီးတော့ကိုယ့်ဘာသာကိုဆော့ပြီးတော့လေ့ကျင့်တယ်။အကောင်းဆုံး control နည်းလမ်းကိုတွေ့သွားပြီဆိုတော့မှအဲ့ဒီ AI ကိုတကယ် exoskeleton တွေကိုထည့်လိုက်တယ်။အဲ့ဒီနည်းလမ်းကြောင့် exoskeleton တွေကဘူးဖောက်ပြီးတော့ဝေ့လိုက်တာနဲ့ချက်ချင်းနီးပါကိုယ်နဲ့အန်ကိုက်ဖြစ်သွားတယ်အဆင်ပြေသွားတယ်ပေါ့။ဆိုတော့ exoskeleton တွေကိုဘယ်နေရာတွေမှာလက်တွေ့သုံးနေပြီလဲ။ အာလက်တွေ့လက်ရှိသုံးနေရတော့လေဖြတ်ထားတဲ့သူတွေတို့ကြောရိုးထိထားတဲ့သူတွေတို့သူတို့တွေအတွက် exobionics ကနေထုတ်တဲ့ exonr ဆိုတဲ့ exoskeleton ဒီကောင်က FDA ခွင့်ပြုချက်ရထားပြီးတော့ဆေးရုံပေါင်း400ကျော်မှစသုံးနေပြီ။သူကလူနာကိုပြန်လမ်းလျှောက်နိုင်အောင်လေ့ကျင့်ပေးုံနဲ့မဟုတ်လူနာရဲ့တိုးတက်မှု data ကိုတိတိကျကျပြပေးနိုင်တဲ့အတွက်ဆရာဝန်တွေအတွက်အများကြီးအထောက်အကူဖြစ်စေ။ exonr ရဲ့အဓိကအားသာချက်ကသူ့ရဲ့ AI power software ဥပမာ gatecode ဆိုတဲ့ software က သရပစ်စီကိုဒီလူနာရီရဲ့တန်တဲ့ထူထောင်ရင်းကာလအစောပိုင်းမှာတွေကပြူရှားမှုပြန်လုံးနိုင်အောင်လို့သူကကူညီပေးတယ်။ဆက်ကလူနာရဲ့လမ်းလျှောက်ပုံခြေလှမ်းအနေထားအဲ့ဒါတွေကိုတောက်လျှောက်စုဆောင်းပြီးတော့ခွဲခြမ်းစိတ်ဖြာပေးတာ။ပြီးတော့အဲ့ဒီ data တွေကိုကြည့်ပြီးတော့သရပစ်စီကအော်ဒီလူနာအတွက်ကတော့ဘေးခြေောက်ကနည်းနည်းပူပြီးတော့အာကူပေးဖို့လိုတယ်အဲလို့ဆိုတာမျိုးပြီးတော့ခြေလှမ်းကိုနည်းနည်းပူကျဲအောင်ချိန်ညှိပေးရမယ်ဆိုတာမျိုးအဲအဲ့ဒါမျိုးတွေကိုတိတိကျကျ human touch လေးနဲ့ချိန်ညှိပေးရပါ fine tune လုပ်ပေးရပေါ့အဲဒါကြောင့်မို့လို့အာကုသမှုကမှန်းပြီးတော့လောက်ရတာမျိုးမဖြစ်တော့ဘူး data driven ဖြစ်သွားတယ်တယောက်ချင်းစီအတွက်တည်တဲ့ချိန်ညှိထားတဲ့ personalized ကုထုံးတစ်ခုအနေနဲ့သုံးဝင်တယ်နောက်တစ်ခုကကျတော့ life word အရင်တော့က rework ဆိုတဲ့နာမည်နဲ့ကောင်းပါနော်အဲ့ဒီကုမ္ပဏီကကျတော့အိမ်သုံး personal exoskeleton တွေကိုပထမဆုံးထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီလို့တောင်ပြောလို့ရတယ်သူတို့ထုတ်တဲ့အထဲကနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ထုတ်ကုန်တစ်ခုက restore exo suit ဆိုတဲ့ကောင်သူကအပေါ်မှာပြောခဲ့တဲ့ HR လိုမျိုးပါနော် exo ana လိုမျိုး တန်တုံးကြီးနဲ့လုပ်ထားတဲ့ rigid ဆူမျိုးမဟုတ်ဘူးလေဖြတ်ထားတဲ့သူတွေအတွက်တင်းတဲ့ design ထုတ်ထားတဲ့ပျော်ပြောင်းတဲ့ soft test style base ဝတ်စုံမျိုးသူရဲ့ AI ကဘယ်လိုလုပ်လို့လဲဆိုတော့လမ်းလျှောက်နေတုန်းမှာဒီ angle ပေါ့နော်ခြေချင်းဝတ်မှာလှုပ်ရှားမှုကိုအဓိကထားပြီးတော့ကွန်ညီပေးရဲ့လမ်းလျှောက်တဲ့အခါမှာအရေးကြီးတဲ့အဆင့်နှစ်ဆင့်ရှိတယ်တခုက stroke ကိုနောက်ကန်ပြီးတော့ရှေ့ကိုတွန်းအားပေးတဲ့ push off propulsive အဆင့်နဲ့နောက်တစ်ခုက stroke ကိုမြေကြီးနဲ့မထိအောင်ကြွပြီးတော့ရှေ့ကိုလွှဲရတဲ့ swing stage ground clearance stage ပေါ့ restore ရဲ့ AI က sensor based gate algorithm ကိုသုံးပြီးတော့အဲ့ဒီအဆင့်နှစ်ဆင့်စလုံးမှာခြေရင်းဝတ်ကို အချိန်ကိုက်လိုအပ်တဲ့ပမာဏအတိုင်းအချိန်ပြည့်သူကကူညီအားဖြည့်ပေးတယ်။အဲ့လိုလိုပေးခြင်းအားဖြင့်ဒီလေးဖြတ်ထားလို့အားနည်းနေတဲ့ခြေောက်ဘက်ကိုပို့ပြီးတော့အာသင်လာစေတယ်။လမ်းလျှောက်တဲ့အခါမှာအာနှစ်ဖက်ညီပေါ့နော် symmetrical ပို့ပြီးတော့ဖြစ်တယ်။အပူပါတဲ့ gate pattern တစ်ခုကိုရဖို့အတွက်ငါးကြီးအထောက်အကူပြုတယ် နောက်တစ်ခုကကားစက်ယုံနေလေရင်ပစ္စည်းထုတ်လုပ်တဲ့နေရာတွေအဲ့ဒါတွေမှာဆိုလို့ရှိရင်အလို့သမားတွေကလက်ကိုအပေါ်မြှောက်ပြီးတော့အလုပ်လုပ်ရတာများတယ်။အဲ့လိုလုပ်လုပ်တာမျိုးကြလာလို့ရှိရင်ပခုံးတွေလက်မောင်းတွေနောက်ကျောကျွတ်သားတွေအဲ့ဒါတွေထိခိုက်တယ်။ German Bionics ကထုတ်တဲ့ XR ဆိုတဲ့ exoskeleton ကသူ AI ကိုသုံးပြီးတော့ဒီအလို့သမားကလက်မြှောက်လိုက်တာနဲ့သူ့ရဲ့လက်မောင်းကိုအလေးချိန်မရှိသလိုမျိုးထောက်ပံ့ပေးထားတယ်။ဒီလိုမျိုးမြှောက်လိုက်မြှောက်တော့မြှောက်လိုက်တာပဲ။သူကတော့အပေါ်မှာလေးကြီးတော့မြှောက်ထားတာပဲ။ဒါပေမဲ့ ်ဘာအလေးချိန်မှမရှိဘဲနဲ့တိုင်းလက်မြောက်ထားတဲ့ပုံစံလောက်အတိုင်းကိုသူက support လုပ်ထားတယ်။တတော်တော်မိုက်သူ့မှာ smart safety companion ဆိုတဲ့ AI feature လည်းပါတယ်။အလုပ်သမားကကိုဟန်နေထားမှားနေအားရမေးခါကုန်းနေတယ်မက်လိုက်စမ်းအဲပြန်မလားပြန်တက်လိုက်ဆိုပြီးတော့အချက်ပေးတာမျိုးတစ်လုံနိုင်တယ်။ Sarcos Guardian XO လိုမျိုး full body suit တွေကကြတော့ပေါင်200ပြန်မလို့ကီလို60လောက်ရှိတဲ့ပစ္စည်းတွေကိုတော့မှ ပပပပမနိုင်အောင်လို့20:1 strength ratio နဲ့အားဖြစ်ပေးနိုင်တယ်ဆိုလိုချင်တာပေါင်24မဲ့ပစ္စည်းဆိုရင်တပေါင်လောက်ပဲလေးမဲ့လို့ခန်းစားရပြီးတော့ဒီစစ်သားတွေဘာတွေအတွက်ဆိုလို့ရှိရင်နော် terrain တွေကအရန်ကျန်းနေပေါ့အဲခက်ခဲတဲ့မြေပြင်အနေထားတွေဘာတွေမှာဆိုလို့ရှိရင်ပေါင်တရာကျော်လေးတဲ့ကျိုးပုတ်အိတ်ကြီးတွေကိုလွယ်ပြီးတော့အဝေးချီတက်တာမျိုးတွေရှိတယ်နော်အဲမျိုးတွေဆိုလို့ရှိရင်ပင်မန်းနေနော်တက်ခတ်ရေးစွမ်းရင်ကြတယ်ဗညာပေါ့အဲ့တော့အတွက်ကိုကြတော့ Lockheed Martin ရဲ့စစ်တပ်အတွက်တီးသန့်ထုတ်ထားတဲ့ Onyx ဆိုတဲ့ exoskeleton ကကြတော့ ။ဒါ AI ကိုသုံးပြီးတော့စစ်သားရဲ့ဒီခြေလှမ်းတိုင်းကိုသူကကူညီအားဖြည့်ပေး။အဲကြောင့်မို့လို့ဝင်အများကြီးထမ်းထားပေးမယ်။ပြင်းပန်းနှဲ့နှဲ့မှုကိုတိတိတတ်တာရှော့ရှော့ပေးနိုင်ပြီးတော့ဂျိုးပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုကိုပါထိမ့်သိမ်းပေးနိုင်ပါလိမ့်ရှင်။ကြော်ညာကြီးဖြစ်သွားပြီ။ Okay, ဒါတော့ဆိုရင်ဘာကိစ္စ exoskeleton တွေဝစ်ပြီးတော့ rank shot သွားမနေကြသေးတာကျွန်တော်ရဲ့နေစဉ်ဘဝတွေမှာဘာလို့အဲ့လောက်မမြင်ရသေးတာ exoskeleton တွေကအရင်မိုက်တယ်အရင်လာလာကောင်းတယ်ဆိုပေမဲ့ ျွန်တော်လမ်းပေါ်မှာမတွေ့နိုင်တဲ့အဓိက limiting factor က power weight cost ဆိုပြီးတော့သုံးခုကျွန်တော်တို့ခွဲထုတ်လိုက်လို့ရတယ်။တစ်ခုကိုဦးစားပေးလိုက်ရင်ကျန်တာတွေကလျှော့သွားမှာ။ဆိုတော့ဘာကိုဦးစားပေးရမလဲ။အဲ့ဒါကိုချိန်ထိုးရတာခက်တယ်။ power ကတော့နံပါတ်1ရန်သူပဲ။ဒါတော့ကြီးတဲ့ဆက်ကိုတနေကုန်အလုပ်လုပ်လို့ရဖို့ဆိုရင်လိုအပ်တဲ့ battery ကအရင်ကြီးပြီးတော့အရင်လေးနေအောင်မှာပဲ။ battery နည်းပညာက exoskeleton ရဲ့တိုးတက်မှုကိုနောက်ဆွဲထားလို့ဖြစ်နေတယ်။ နောက်တစ်ခုက weight ကာဗွန်ဖိုင်ဘာလိုမျိုးဒီပေါ်ပါတဲ့ပစ္စည်းတွေသုံးပေမဲ့လေမော်တာတွေဘက်ထရီတွေ frame တွေအဲ့ဒါတွေနဲ့ကဆက်တစ်ခုလုံးကလေးနေတော့မလဲ overall ပေါ့နော်ကိုဝစ်ထားတဲ့ဆက်ကလေးလေလေးအဲ့ဒီဆက်အလေးချိန်ကိုပြန်တည်ဖို့အတွက်စွမ်းအင်ရလဲပို့သုံးရလေလေးပဲဆိုတော့မိအေးကိုသူ့မိရိုက်နေတာပေါ့ပြန်နောက်ဆုံးတစ်ခုကကြတော့ဈေးလက်ရှိမှာဈေးဘက်ဆိုင်ရာ exoskeleton တစ်ခုကဒေါ်လာ9000ကနေပြီးတော့တသိန်းကျားတဲ့အထိရှိနေပါတယ်ရှင် ပြောမယ်ဆိုလို့ရှိရင်တော့ပြန်ကားတစည်းစေးဖြစ်နေပါပြီရှင်လက်လမ်းမီဘူးကမဖြစ်နိုင်သေးပါဘူးရှင်အဲ့ဒါဒီအကုန်လုံးအဆင်ပြေတယ်ပဲထားအောင်အိဆိုစကယ်လီတန်ဆိုတာပုပ်ပပပါသေးမလားဝစ်လိုက်ချွတ်လိုက်လို့လို့ရတဲ့ဂျက်ကက်လိုမျိုးမဟုတ်ဘူးလူရဲ့ဒူးစစ်တွေပခုံးစစ်တွေအဲ့ဒါတွေကလည်းစက်ရုပ်တွေလိုမျိုး joint တစ်ခုတည်းနဲ့လှုပ်ရှားတာမဟုတ်ဘူးအဲ့တော့စက်ရဲ့အစ်စ်နဲ့ထက်သေးမကြဘူးဆိုလို့ရှိရင်ဝတ်ထားတဲ့သူတို့အရင်မတက်မတာဖြစ်ပြီးတော့ကြာလာလို့ရှိရင်ပုံးပဲ့တာတွေဒဏ်ရာရတာတွေဖြစ်နိုင်ပြီးတော့ ဒီလက်ရှိ exoskeleton design အများစုကယောက်ျားလေးခန္ဓာကိုယ်ကို model ယူထားတာများတယ်။အဲ့ခါကျတော့အမျိုးသမီးတွေဒါမှမဟုတ်တချို့သူတွေအတွက်အဆင်မပြေတာတွေအများကြီးရှိတယ်။ဂျင်ဘက်မှာကျိုးပက်ရတဲ့ design တွေကအမျိုးသမီးတွေအတွက်လုံးဝအဆင်မပြေနိုင်။နောက်တစ်ခုက exoskeleton ကကိုယ်နဲ့တသားတည်းမကျဘဲနဲ့သူ့ကိုထိန်းချုပ်ဖို့အတွက်ခေါင်းထဲမှာအမြဲစဉ်းစားနေရရင်စက်နဲ့နှပန်းလုံးနေသလိုဖြစ်နေရင်ကျုပ်ပိုင်းဆိုင်ရာပင်မန်းတာတတ်တာရယ်ဆိုပေမဲ့စိတ်ပိုင်းဆိုင်ရာအပူပင်မန်းသွားနိုင်တယ်။အိုစားသွားနိုင်တယ်ပေါ့ဗျာ။အဲ့လိုကန့်သက်ချက်တွေမရှိတဲ့ passive exoskeleton ဆိုတာကြီးလက်ရှိတယ်။သူ့မှာကျတော့ battery နဲ့ motor တွေနဲ့မပါဘူး။သူက spray နှုတ်လို့ဘာလို့မျိုးသိမလား။ mechanical အစိပ်ပိုင်းတွေကိုသုံးပြီးတော့လူရဲ့လှုပ်ရှားမှုကနေဖြစ်လာတဲ့စွမ်းအင်ကိုသူက store လုပ်ထားပြီးတော့လိုအပ်တဲ့အချိန်မှာပြန်ထုတ်ပေးတဲ့ပုံစံမျိုး။ဥပမာခါကုန်းလိုက်တဲ့အခါမှာ spring ကကျုံဝင်လာပြီးတော့ပြန်မက်လိုက်တဲ့အချိန်မှာအဲ့စွမ်းအင်နဲ့ပြန်မက်ဖို့ကိုကူညီပေးတာမျိုးပေါ့။ battery မလိုတော့တာမို့လို့ active exoskeleton နေနဲ့ရှင်လိုက်ရင်ပေါ့သွားတယ်။ ပြီးတော့ motor delivery မပါဘူးဆိုတော့ဈေးလည်းတက်တာတယ်ဒါမဲ့ထုတ်ပေးနိုင်တဲ့ power ကတော့အများကြီးပိုနေတယ်ဆိုတော့ဘာလို့ရှင်း shop ဆက်ဖြစ်လာအောင်မှာလဲခုနကပြောခဲ့တဲ့ limiting factor တွေရှိရဲဆိုပေမဲ့ဒီနည်းပညာရက်နေမှာတော့မဟုတ်ဒီပုံစံတိုင်းဆက်တိုးတက်မယ်ဆိုရင်အနာဂတ်မှာအခုလိုမျိုးတန်လုံးကြီးနဲ့လုပ်တဲ့ဒီ rigid exoskeleton ကြီးအစားနော် Harvard တက္ကသိုလ်ကသူ့တည်တနာလုပ်နေတဲ့ soft exo suit တွေခေတ်စားလာဖို့ရှိတယ်အဲ့ဒါတွေကအဝယ်စားလိုမျိုးပဲပေါ့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 ဝယ်လို့ရတယ် လိုအပ်တဲ့ကြော်သားလေးတွေကိုပဲ cable ကြိုးလေးတွေနဲ့ဆွဲပြီးတော့အကူအညီပေးတာမျိုးလေးတွေပေါ့ပြီးတော့ဒီ Elon Musk ရဲ့ Neural Link လိုမျိုး Brain Computer Interface ဒီ BCI နေကလည်းဆက်ပြီးတော့တိုးတက်လာအောင်ပါ BCI နေကတော့ exoskeleton ကြီးပညာရဲ့ Holy Grail ပဲအုံတော့ပုံမှာ EEG စမ်းကားတွေတက်လိုက်ပြီးတော့ကိုကလမ်းလျှောက်မဲလို့စိတ်ကူးလိုက်တာနဲ့ exoskeleton ကလက်လှူရှာပေးလိုက်တာမျိုးအဲဒါသာဖြစ်လာမယ်ဆိုလို့ရှိရင်အောက်ပိုင်းတည်ပြီးတော့လုံးဝမလှုပ်နိုင်တဲ့သူတွေအတွက်လမ်းပြန်လျှောက်လာနေတဲ့မျိုးဖြစ်သွားနိုင်တယ် ဒါပေမဲ့ကျင်းဝတ်ပိုင်းဆိုင်ရာမေးခွန်းလေးတွေကလည်းတန်းစီပြီးရှိနေတယ်။ပထမတစ်ခုက data privacy ။ခင်ဗျားရဲ့လှုပ်ရှားမှုကျမရေးအချက်အလက်အားလုံးကို exoskeleton တင်ထားမယ်ဆိုရင်အဲ့ data ကိုဘယ်သူကပိုင်မှာလဲ။ခင်ဗျားလားခင်ဗျားရဲ့အလုပ်ရှင်လား။ခင်ဗျားအလုပ်ရှင်မှာဟိုခင်ဗျားရဲ့အလုပ်မှာ exoskeleton ပေးဝင်ပြောပါတယ်။အာအလုပ်ရှင်ကပိုင်တဲ့ exoskeleton ကိုဝတ်ထားမယ်ဆိုရင်တော့ data ကလည်းသူ့စီမှာရနိုင်မယ်ဆိုရင်တော့သူကအဲ့ဒီ data report ကိုကြည့်ပြီးတော့အမင်းဒီနေ့အလုပ်လုပ်တာခြေလန်းနေနေနဲ့เนาะအမင်း performance ကြီးနေတယ်ဆိုပြီးတော့ဒုရှင်က8 data ကြီးကိုယူပြီးတော့ခင်ဗျားကိုအကဲဖြက်လာနိုင်တယ်နောက်တစ်ခုကအဲ့လိုမျိုးဈေးကြီးတဲ့နှီးပညာတွေကပတ်စံရှိတဲ့သူတွေပဲသုံးနိုင်မယ်ဆိုရင်လူတွေကြားထဲမှာစွမ်းဆောင်ရည်မြင့်ထားတဲ့ဒီ augmented နဲ့တာမန်လူဒီ an augmented ဆိုပြီးတော့လူရင်းစားကွာဟမှုကြီးကြီးကြီးမားလာနိုင်ပြီးတော့မတန်ဆွမ်းသူတယောက်ကို exoskeleton နဲ့လမ်းပြန်ရှောက်အောင်လုပ်ပေးတာကတော့ကောင်းပါတယ် ဒါပေမဲ့အဲ့ဒီဤပညာကပဲသူတို့ကိုတာမန်လူတွေထက်ပို့ပြီးတော့တန်မာအောင်လုပ်ပေးနိုင်နေဆိုရင်ရောကုသခြင်းဒီ therapy ဆိုရက်မြင်းချောင်းနဲ့ဆွမ်းဆောင်ရည်မြင့်တင်ခြင်း enhancement ဆိုရက်ဂျာရီယာစီမင်းကဘယ်နေရာမှာရှိမလဲအဲ့ဒါကြီးအလေးနဲ့ထားပြီးတော့စဉ်းစားမယ်မိကုန်နေဖြစ်နေခုချိန်မှာတော့ exoskeleton ဈေးကွက်ကအလားလာကောင်းတယ်ဒီဈေးကွက်ရဲ့တက္ကသိုလ်ဆိုင်ရာဝင်ငွေက2030မှာဒေါ်လာ2ဘီလီယံကျော်မယ်လို့လည်းခန့်မှန်းထားတယ် 2024နဲ့2030ကြားထဲမှာ compound annual growth rate က18%လောက်ထိတိုးတက်သွားမယ်လို့ခန့်မှန်းထားတယ်2025မှာ Comanche Pacific Exoskeleton ပေါင်း9000ကျော်နဲ့ Power Exoskeleton ပေါင်း18000ကျော်လောက်ရောင်းထားရတယ်လို့ပြောတယ် Pacific Exoskeleton တွေကအရေးအတွက်အားဖြင့် Power Exoskeleton တွေထက်အများကြီးပိုရောင်းရတယ်ဆိုပေမဲ့ Power segment ကဝင်ငွေပိုရတယ်ဈေးပိုကြီးရောပိုမြတ်တာပေါ့ Okay ဆိုတော့ဒီနေ့ပြောလိုက်တာတော့တော်တော်စုံလောက်ပြီလို့ထင်ပါတယ်။အနည်းချုပ်ရမယ်ဆိုလို့ရှိရင်တော့နှိမ့်တော်တော်ကြာတက်နေတဲ့ တိုးတက်မှုကို AI ကလက်တွေ့အသုံးချနိုင်တဲ့အဆင့်ထိရောက်အောင်လို့တကားဖွင့်ပေးလိုက်နိုင်တာပဲ exoskeleton ငင်းမြညာပေါ့နော်တခြားစိန်ခေါ်မှုတွေအခက်အခဲတွေ ethical မျိုးကနေအများကြီးရှိသေးတယ်ဆိုပေမဲ့ဒီနည်းပညာကလူသားတွေရဲ့ physical ability တွေကိုကြော်လွှားနိုင်ဖို့မတန်ဆွမ်းကနေပြီးတော့တန်ဆွမ်းဖြစ်အောင်လို့အလားအလာအကြီးရှိတယ်ခင်ဗျားတို့ရောဒီ exoskeleton တွေကိုဘယ်လိုမြင်လဲ exoskeleton နဲ့ခင်ဗျားရဲ့ ability တွေကို enhance လုပ်ရမယ်ဆိုရင်ရော လုပ်ဖြစ်မယ်လို့ထင်တယ်လား AI power ဖြစ်တဲ့အတွက် AI ကလွတ်ပြီးတော့ကျွတ်ပြီးတော့အလုပ်စနစ်တွေဖြစ်ပြီးတော့ရှော့လှုပ်လိုက်မှာမျိုးရောစိတ်ပူမိတာမျိုးရှိလားဟောက်ကကွန်မန့်တွေမှာမျိုးဆွန်းဒီပြင်ခုံတော့လို့ရပါတယ် Okay နောက်နေ့မှတွေ့ရအောင်